မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာ သတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတာဝန်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ထရမ့်နဲ့ဖုန်းပြောဆိုပြီးနောက်ယူကရိန်းစွန့်ရင်ကဏ္ဍကိုတိုက်ခိုက်မှုရထားဖို့ပူတင်ကသဘောတူလိုက်တဲ့သတင်းဂါဇာစစ်ဆေးရေးပြန်ဆဖို့အမိန့်ပေးခဲ့တဲ့နေတန်ယာဟုကို ပြည်တွင်းကစန့်ကျင်ဆန္ဒပြမှုတွေပေါ်ပေါက်လာတဲ့သတင်းနဲ့ ကမ္ဘာနိုင်ငံရှစ်နိုင်ငံမှာ HIV ရောဂါသည်တွေအတွက်ဆေးပြတ်တော့မဲ့အကြောင်း WHO ရဲ့သတိပေးချက်သတင်းတွေပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ယူကရိန်းနိုင်ငံရဲ့စွမ်းအင်အဆောက်အုံတွေကိုတိုက်ခိုက်မှုရပ်ဆိုင်းထားဖို့အတွက်ရုရှားသမ္မတပူတင်က Trump နဲ့ဖုန်းပြောဆိုခဲ့ပြီးနောက်မှာသဘောတူညီခဲ့တယ်လို့သိရပါတယ်။ sorry နိုင်ငံမှာ American နဲ့ Ukraine ရဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကို ်ပူတင်ကလက်မှတ်ထိုးဖို့ညှင်းဆန်ထားပြီးစွမ်းရင်အဆောက်အုံတွေတိုက်ခိုက်မှုရပ်ဆိုင်းဖို့အတွက်သာသဘောတူခဲ့တာဖြစ်ပါတယ်ထရမ့်ကတော့စွမ်းအင်အဆောက်အုံတွေအားလုံးကိုတိုက်ခိုက်မှုရပ်ဖို့အတွက်ကျွန်တော်တို့သဘောတူညီခဲ့ပါတယ်အလုံးစုံအဖြစ်ခက်ရပ်ဆဲနိုင်ဖို့အတွက်တော့အများဆုံးလှုပ်ဆောင်သွားမှာပါဆိုပြီး troop social media ပေါ်မှာဖော်ပြသွားပါတယ်ရုရှားရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းရဲ့စွမ်းအင်အဆောက်အုံအများပြား80ရာခိုင်နှုန်းနီးပါးထိပျက်စီးခဲ့ရပြီးဖြစ်ပါတယ် ယူကရိန်းတို့အနောက်အုပ်စုရဲ့စီးရဲနဲ့ထောက်လန်းရေးတည်င်းအချက်လက်ကူညီမှုတွေကိုအပီးတိုင်ရက်ဆိုင်လိုက်မှသာအပြစ်ခတ်ရက်စဲရေးကိုသဘောတူညီမယ်လို့ပူတင်က ပြောဆိုခဲ့ပါတယ်။ဒီလိုမျိုးတောင်းဆိုချက်ကိုယူကရိန်းနဲ့အတူမဟာမိတ်တွေဖြစ်ကြတဲ့ဥရောပနိုင်ငံတွေဘက်ကညှင်းဆိုခဲ့ကြပူပါတယ်။ယူကရိန်းနဲ့အမေရိကန်တို့သဘောတူညီမှုရရှိခဲ့တဲ့အချက်တွေထဲမှာရက်30ကြာအပြစ်ခတ်ရက်စဲရေးနဲ့ကြီးရေလီအလုံးချက်ချင်းအပြည့်ရဖို့ထိ ပါဝင်နေတာတွေ့ရပါတယ်။ဘိုလန်နိုင်ငံရောက်နေတဲ့ယူကရိန်းသမ္မတဇယ်လန်စကီကတော့စွန့်ရင်အဆောက်အုံတွေတိုက်ခိုက်မှုရပ်ဆိုင်းရင်ကိုလက်ခံခဲ့တဲ့အပြင်ဒီထက်ပိုမိုတဲ့သဘောတူညီမှုရရှိဖို့အတွက်ပါဆန္ဒရှိတယ်လို့ပြောသွားပါတယ်။လာမယ့်တနင်္ဂနွေနေ့အတွင်း Saudi Arabia မှာယူကရိန်းအရေးနဲ့ပတ်သက်လို့ American နဲ့ Russia တို့ကြားဆက်လက်ဆွေးနွေးတော့ဖို့ရှိနေပါတယ်။ Хоча вбивати українців. ဆက်လက်တင်ဆက်ပေးမှာကတော့ ဂါဇာကမ်းမြောင်ဒေသကိုတိုက်ခိုက်မှုတွေပြန်ဆဖို့ဆုံးပြတ်ခဲ့ပြီးတဲ့နောက်မလ၁၈ရက်နေ့တွင် ထောင်ထဲချီတဲ့အစ္စရေးပြည်သူတွေဟာတယ်အဗစ်မြို့ရှိဟာဘီမာရှင်ပြည်မှာအစိုးရစန့်ကျင်ဆန္ဒပြပွဲအတွက်စုယုံခဲ့ကြပါတယ်အရင်ကလူစုလူဝေးကြီးကဆန္ဒဖော်ထုတ်မှု စတင်ခဲ့ပြီးနောက် စစ်တပ်နဲ့ကာကွယ်ရေးဝန်ကြီးဌာနအနေစီခြိတက်ခဲ့ကြပါတယ်။ဟားမတ်စ်ရဲ့အကြိမ်ကြိမ်ညှင်းပယ်မှုကြောင့် အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကဂါဇာကိုတိုက်ခတ်မှုတွေလုပ်ဖို့အမိန့်ပေးခဲ့ရတဲ့ဆိုတဲ့ပြောဆိုချက်နောက်ပိုင်းမှာဒီဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့တာပါ။အဲဒီနောက်ပြန်လွတ်မြောက်လာခဲ့တဲ့အစ္စရေးတစားကံတွေကလည်းစစ်ပွဲအဆုံးသတ်နိုင်ရင်းနဲ့နောက်ထပ်ကြံရှိနေသေးသူ59ဦးကိုအ мян ဆုံးပြန်လွတ်ပေးဖို့အတွက်တောင်းဆိုခဲ့ကြပါတယ်။ အင်္ဂါနေ့အတွင်းဂါဇာဒေသမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူပေါင်း400ကျော်တေဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာအစပဲရှိသေးတယ်ဆိုပြီးအစ္စရေးဝန်ကြီးချုပ်ကသတိပေးပြောဆိုပြီးနောက်နှစ်လနီးပါးကြာအပြစ်ခတ်ရစဲရေးသဘောတူညီချက်ကိုပြည့်ရင်းစေခဲ့ပါတယ်။ ဣသရေလနဲ့ဟာမတ်တို့ကလည်းဒီအပြစ်ခတ်ရစဲရေးကိုချိုးဖောက်မှုရှိတယ်ဆိုပြီး အပြန်လန်ဆွဆွဲနေခဲ့ကြတာပါဂါဇာဒေသကန်နှစ်သမသုံးသန်းအနေနဲ့တော့စစ်ပွဲအဆုံးသတ်နိုင်ရေးအတွက်မျှော်လင့်နေခဲ့ကြတာဖြစ်ပါတယ်2023အောက်တိုဘာ9ရက်နေ့တက်ခိုက်မှုမှာဖမ်းဆီးရမိခဲ့တဲ့ဣသရေလတစားကန်250တဲက59ဦးကိုဟာမတ်အနေနဲ့ထိန်းသိမ်းတာစေဖြစ်ပါတယ်ဒါပေမဲ့လည်းဟာမတ်ဘက်က စစ်ပွဲကိုပြန်လဲစတင်ပြီးဖြစ်ကြောင်းကြေညာတာမျိုးတော့မတွေ့ရသေးပါဘူး။ לחזרה לערכים הבסיסיים שלנו כיהודים וכישראלים ומתפללים לתהליך של איחוי הפצעים နောက်ထပ်သတင်းပုတ်အနေနဲ့အာဖရိက6နိုင်ငံအပါအဝင်ကမ္ဘာနိုင်ငံပေါင်း10ခုမှာမကြခင်အချိန်တွင် HIV ဆေးဝါးတွေပြက်လက်သွားနိုင်တယ်လို့ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်တဲ့ WHO အနေနဲ့အတည်ပြုသွားပါတယ်။ လက်ရှိအခြေအနေကြောင့်နောက်ထပ် HIV ကူးစက်ခံရသူ70တန်းကျော်တိုးပွားလာနိုင်တယ်လို့အဲ့ဒီယောဂါနဲ့ဆက်ဆက်နေတဲ့တည်ဆုံးမှုတွေလည်း3တန်းအထိရှိလာနိုင်တယ်ဆိုပြီးခန့်မှန်းထားပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အကြီးအကဲဖြစ်သူဒေါက်တာတက်ဒရော့စ်ကတော့ HIV ကူးတာရေးအစီအစဉ်တွေပြတ်တောက်သွားခဲ့ရင် အနည်း20အတွင်းရလာခဲ့တဲ့တိုးတက်မှုကိုပြတ်ပြယ်စေနိုင်တယ်လို့တတိပေးလိုက်ပါတယ်။ဒါဟာ လွန်ခဲ့တဲ့နှစ်ထက်တေဆုံးသူအရေအတွက်သုံးဆပိုပြီးများတယ်လို့လည်းတနင်္လာနေ့မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်းထပ်ပြောသွားပါရစ် American သမ္မတ Donald Trump ကပြည်ပအကူအညီပေးရန်ပုံငွေတွေကိုယာယီရဆိုင်ထားဖို့နဲ့အစိုးရအသုံးစရိတ်ပေါ်ပြန်လည်သုံးသပ်ဖို့အတွက် သူစတင်တာဝန်ယူတဲ့ဇန်နဝါရီလမှာတွင်အမိန့်ထုတ်ပြန်ခဲ့တာပါ American ဟာကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအတွက်အများဆုံးထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်တဲ့အလျောက် ်ထရမ့်ရဲ့ WHO အဖွဲ့ဝင်ဖြစ်နှုတ်ထွက်ရေးဆုံးဖြတ်ချက်ဟာဒီရန်ပုံငွေပမာဏအပေါ်ထိခိုက်မှုရှိခဲ့ပါတယ်။ဒါကြောင့်လာမယ့်လပိုင်းတွင်ကင်ညာ၊လက်ဆတူ၊တောင်ဆူဒန်၊နိုင်ဂျီးရီးယား၊ဘာကီနာဖာဆို၊မာလီ၊ဟေတီနဲ့ယူကရိန်းစတဲ့နိုင်ငံတွေမှာ HIV ရောဂါသည်တွေအသက်ဆက်နေရတဲ့ ARV စေးတွေကုန်တော့မဲ့အကြောင်းဖော်ပြထားပါတယ်။ American အစိုးရဟာနှစ်ပေါင်းများစွာရရရရထောက်ပံ့ခဲ့တာပါ။ အဲ့ဒီတော့သူတို့ဘာကိုထောက်ပံ့မယ်ဘလောက်ပမာဏပေးမယ်ဆိုတာကိုစုပ်ဖြတ်ပိုင်ခွင့်ရှိတာအမှန်ပါပဲလို့ WHO အကြီးအကဲကပြောဆိုသွားပါတယ်ဒါပေမဲ့လည်း American ဘက်ကအခြားနိုင်ငံတွေအတွက်ဒိုက်ရထောက်ပံ့ငွေပြန်ရုပ်သိမ်းတော့မယ်ဆိုရင် လူသားချင်းစာနာမှုရှိစွာနဲ့စနစ်တကျစီစဉ်ပေးရမယ့်တာဝန်လည်းရှိပါတယ်ဒါမှသာ အခြားရန်ပုံငွေအရင်းမြစ်ကိုရှာဖွေနိုင်မှာဖြစ်တယ်ဆိုပြီးဖြည့်ဆွတ်ပြောသွားပါတယ် အာဖရိကရဲ့ဆာဟာရန်ဒေသကွဲမှာ HIV ကူးစက်ခံထားရသူ52တန်းလောက်ရှိနေပြီးအဲ့ဒီအရေးအတွက်ဟာကဘာတဝမ်းကဒီယောဂါခံစားနေရသူ38တန်းရဲ့3ပုံ2ပုံထက်ကိုပိုမိုများပြနေပါတယ်ဆလတ်တင်ဆက်ပေးမှာကတော့ FBI ရဲ့အလို့ရှိဆုံးတရားခံပြေး၁၀ဦးတည်းကတဦးဖြစ်တဲ့နာမည်ကြီး MS-13 ရာဇဝတ်ကိုင်ဝင် Francisco Javier Ancor ် Elvetra ကိုဖမ်းဆီးရမိပြီဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီသတင်းကိုမက္ကဆီကိုလုံခြုံရေးဝန်ကြီးကမလ18ရက်မှာအတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။ FBI ထုတ်ပြန်ချက်အရဒီရာဇဝတ်ကိုင်းရဲ့ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ Harviet N ဟာ American Mexico နဲ့ SVDO မှာ MS13 ဂိုင်းရဲ့လှုပ်ရှားမှုတွင်လမ်းညွန်ပေးခဲ့သူဖြစ်တယ်လို့ဖော်ပြထားပါတယ် ဟာဗီယာအန်ကအရက်သားတွေပါဝင်ပြိုင်ဘက်ဂိုင်းတွေပေါ်အကျန်းဖတ်မှုအများပြကိုအမိန်ပေးခဲ့တဲ့အခန်းကဏ္ဍနဲ့မူရစီဝါဖြန့်ဖြူးမှုအပါဝင်ငွေညစ်တဲ့အစီအစဉ်တွေမှာပါပါဝင်ခဲ့တဲ့အတွက်ပြစ်မှုများစွာနဲ့အလို့ရှိနေခဲ့တာပါ2022စက်တင်ဘာလ22ရက်နေ့ကဟာဗီယာအန်ကို Federal Panorama စာထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ FBI ဘက်က အကြမ်းဖက်သမားတွေကိုထောက်ပံ့ကူညီမှုနဲ့တပ်တွေကရင်းမြစ်တွေဖုံးကွယ်ဖို့ပူးပေါင်းကြံစည်မှုအပါအဝင်ပြည်ပမှန်ခုမှုတွေနဲ့ပါတရားစွဲဆိုထားတာတွေ့ရပါတယ်။အခုလိုမျိုးအမေရိကန်တရားစီရင်မှုနဲ့ရင်ဆိုင်ရဖို့အတွက် Havia N ကိုမက္ကဆီကိုဘက်ကပြန်လည်ပို့ဆောင်ပေးမှဖြစ်ကြောင်း FBI ညွှန်ကြားမှုဖြစ်သူ Kash Patel အနေနဲ့ပြောဆိုထားပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့နွားရိုင်းတပ်ပွဲတွေမှာ နွားနဲ့လူကိုထိကိုက်မှုနေစေတဲ့ပုံစံမျိုးဖြစ်လာစေဖို့အတွက်မက္ကဆီကိုဒေသနာလွှတ်တော်ကအင်ကာနေအတွင်းအတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်အရီလွတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုသရိစံအခွင့်ရေးလူလားသူတွေကထောက်ခံခဲ့ကြပေမဲ့လည်းရိုးရာနွားရိုင်းတပ်ပွဲစက်နှစ်တပ်သူတွေကတော့အပြင်းထန်ဝေဖန်ခဲ့ကြပါရီအခုလိုမျိုးအတီးပြုတ်ခဲ့တဲ့အချက်တွေထဲမှာနွားရိုင်းတပ်သမားတွေက ဓာရီလှန်တွေသုံးပြီးတရိစံတွေကိုတိုက်ခိုက်ခွင့်မပြုတော့သလိုနွားတွေရဲ့ဂျိုးတွေကိုလည်းအန်ရီမပေးနိုင်အောင် အကာအကွယ်တွေတက်ဆင်ရမှာဖြစ်ပါတယ်အဲ့ဒီမဲခွဲဆုံးဖြတ်မှုတွင်62ဦးထောက်ခံမှုရှိခဲ့ပြီးတဦးသာကန့်ကွက်ခဲ့တာ တွေ့ရပါတယ်။ဒီဒေသနာလွတ်တော်အပြင်ဘက်မှာတော့နွားရင်တပ်ပွဲပြစ်သက်တွေဟာအဆောင်အုံတွင်ဝင်ရောက်ဖို့ကြိုးပမ်းတာတွေမကြေမနက်ဖြစ်တာတွေတော့ရှိခဲ့ပါတယ်။တစ်ဖက်မှာသရိုက်ဆန်အခွင့်ရေးကာကွယ်သူတွေကလည်း နွားရင်တွေပေါ်လေးစားမှုရှိရေးစိုင်းပုတ်တွေကိုကင်ဆောင်ထားကြပါရီအဲ့ဒီလွတ်တော်အတီးပြုတ်ချက်ဟာရက်ပေါင်း230တွင်အကျုံးဝင်မှာဖြစ်တယ်လို့အစိုးရဘက်ကလည်းနွားရင်တပ်ပွဲနဲ့ပတ်သက်တဲ့စီးမြင်အစ်စ်တွေကို ထုတ်ပြန်ပေးရမှာပါ1926ခုနှစ်ခေတ်ကမက္ကဆီကိုနိုင်ငံဟာဒီနွားရင်တပ်ပွဲတွေကိုကျင်းပခဲ့တာဖြစ်ပြီးစပိန်နိုင်ငံထက်ပိုမိုကြီးမားတဲ့ကမ္ဘာအကြီးမားဆုံးနွားရင်တပ်ပွဲရှိတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းဒီလက်တင်အမေရိကနိုင်ငံတွေကနှွားရင်တပွဲကိုပိတ်ပင်မှုအသီးသီးပြုလုပ်လာကြတာတွေ့ရပါတယ်ဆလတ်တင်ဆက်ပေးမှာကတော့ Google ရဲ့ပိုင်ရှင် Alphabet က Cyber လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Wix ကို အမေရိကန်ဒေါ်လာ32ဘီလီယံနဲ့ဝယ်ယူဖို့အတွက်သဘောတူညီမှုရရှိခဲ့ပြီးနောက်အဲ့ဒီကုမ္ပဏီရဲ့အကြီးမားဆုံးအယောင်ဝယ်ဖြစ်လာခဲ့ပါတယ်အဲ့ဒီအယောင်ဝယ်မတိုင်ခင်တုန်းက Motorola Mobility ဖုန်းကုမ္ပဏီကိုဒေါ်လာ12.5ဘီလီယံနဲ့ဝယ်ယူမှုဟာအများဆုံးပမာဏဖြစ်ခဲ့ပြီးမဲ့လေနှစ်နှစ်အကြာမှာရင်ဒေါ်လာ2.6ဘီလီယံနဲ့သာပြန်လည်ရောင်းချခဲ့ရပါတယ် တစ်ချိန်တည်းမှာ Google ကလည်းအဓိကပြန်ဘက်တွေဖြစ်တဲ့ Microsoft နဲ့ Amazon ကို အချက်လက်သိမ်းဆီးနိုင်တဲ့ Cloud ဝန်ဆောင်မှုဈေးကွက်မှာအမိလိုက်နိုင်ဖို့အတွက်ကြိုးပမ်းလျက်ရှိပါတယ်။ Israel စွန့်ဦးတည်ထွင် company Wiz က Cloud ဝန်ဆောင်မှုကုမ္ပဏီတွေရဲ့လုံခြုံရေးအန္တရာယ်ကိုစစ်ဆေးပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ရာသီမှာ Alphabet ရဲ့ဒေါ်လာ23ဘီလီယံနဲ့ဝယ်ယူရေးကမ်းလှမ်းချက်ကို Wiz ဘက်ကငင်းဆန်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကဝစ်နဲ့တူယင်းနှမြုံနေသူအချို့ဟာစီကဲကြီးကျက်ရဲ့အဖွဲ့ရဲ့ခွင့်ပြုချက်ရရှိရေးပေါ်ဆွေးနွေးနေရတာကြောင့်ဒီဆွေးနွေးပွဲတွေကိုမအောင်မမြင်ဖြစ်စေခဲ့ပါတယ်။ဒါကြောင့်ဒီတစ်ခေါက်အယောင်းဝယ်ကိစ္စအပြီးတက်နိုင်ခဲ့ခြင်းမရှိရင်တော့ Alphabet က Wisco ဒေါ်လာ3.2ဘီလီယံပေးဖို့သဘောတူထားပါတယ်။2020ပြည့်နှစ်တုန်းက Israel ထောက်လန်းရေးတပ်ဖွဲ့ဝင်ဟောင်းတွေနဲ့စတင်တည်ထောင်ခဲ့တဲ့ Wisco Tel Aviv, New York နဲ့ London မြို့တွေမှာရုံးဖွင့်ထားတာတွေ့ရပါတယ်။အခုလိုမျိုးဝယ်ယူပြီးတဲ့အခါ Microsoft က LinkedIn ကိုလွတ်လပ်စွာလုပ်ငန်းလေပတ်စေတဲ့ပုံစံတိုင်း Wiz ရဲ့အမှန်တကျနဲ့ဝန်ဆောင်မှုတွေဟာဆက်ရှိနေမှာဖြစ်ပါတယ်။ဒါ့အပြင် Wiz ရဲ့နှစ်စဉ်ဝင်ငွေဟာဒေါ်လာ850တန်းရှိကြောင်းပြောဆိုထားတဲ့အတွက် Google ကဒီကုမ္ပဏီကို ဒေါ်လာ1ဘီလီယံကျော်ရမယ်စီးပွားရေးလုပ်ငန်းအဖြစ်မောင်းနှင်ပေးနိုင်မယ်ဆိုပြီးခန့်မှန်းထားကြပါသည်နောက်ဆုံးတင်ဆက်ပေးမှာကတော့ကမ္ဘာပထမဆုံးသော လူသားပုံစက်ရုံနဲ့နောက်ဆုံးပေါ် AI chips ပြားတွေကို Nvidia ကုမ္ပဏီကမိတ်ဆက်သွားခဲ့ပါတယ်။ Welcome to the stage. Nvidia founder and CEO Jensen Wong. နှစ်ပတ်လည် developer အစည်းအဝေးဖြစ်တဲ့ GDC 2025မှာ Nvidia အနေနဲ့အခုလိုမျိုးပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲမှာကမ္ဘာပထမဆုံးလူသားပုံစက်ရုပ်နဲ့စက်ရုပ်နည်းပညာဖွံ့ဖြိုးစေမဲ့ framework တွေကိုပါ Nvidia ကထုတ်ပြခဲ့ပါတယ်။ အဲ့ဒီရှေ့ပြီးပုံစံဟာ open source ဖြစ်ပြီး Nvidia ကရုပ်ပိုင်းဆိုင်ရာ engine ပိုင်းကိုဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ General Motors ကကုမ္ပဏီကလည်း AI chip ပြားတွေနဲ့ Nvidia ရဲ့ software တွေကို အသုံးပြုသွားဖို့ရှိကြောင်းအတည်ပြုပါတယ်။ General Motors ထုတ်ကားတွေမှာနည်းပညာတွေဖွံ့ဖြိုးတိုးတက်စေဖို့နဲ့စက်ရုံတွေမှာလုပ်ငန်းလေပတ်မှုတိုးတက်လာဖို့အတွက်ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။အဲ့ဒီကုမ္ပဏီတွေက Nvidia ထုတ်ကုန်တွေသုံးပြီး AI စွမ်းရည်ပါတိုးတက်လာအောင်ရည်ရွယ်ထားခဲ့တာတွေ့ရပါတယ်။ General Motors က Nvidia ရဲ့အနာဂတ်မှာအသုံးပြုနိုင်မယ့်ရင်မောင်းအထောက်ကူပြုစနစ်တွေကိုပါအသုံးပြုသွားဖို့ရှိနေတာတွေ့ရပါတယ်။ Nvidia CEO ဖြစ်သူ Jackson Huang ကတော့ GPU chips ပြား Blackwell Ultra ပါဝင် memory ပိုပြီးထည့်တိုင်မဲ့ AI model တွေကိုဒီထက်ဖွံ့ဖြိုးလာအောင်ပြုလုပ်သွားဖို့ရှိနေပါတယ်။ NVIDIA ရဲ့ကြီးညာချက်အရ General Motors ကအလူလျောက်မောင်းနေနိုင်တဲ့ self driving စနစ်အတွက် NVIDIA ကိုရွေးချယ်ထားတယ်လို့ကြီးညာသွားခဲ့ပါတယ် Progress of our robotics has been making enormous progress and today we're announcing that Groot N1 is open sourced ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါတယ်ကျွန်တော်ကတော့ကိစက်နိုင်ပါ